ကဲအားလုံးပဲမင်္ဂလာပါဗျာလို့เนาะကျွန်တော်တို့ဒီလိုနိုင်ပွဲမျိုးမခံစားရတာတော်တော်ကြာနေပြီလို့ပြောလို့ရတယ်ဗျာသူတပြင်းကျွန်တော်တို့နှစ်ကိုပြက်ရှုံးနေပြီမှဒီလို၅ကိုကြီးတွင်းနေဆိုရဲခံစားချက်မျိုးอ่ะကျွန်တော်တို့တော်တော်ကြီးကိုကြာနေပြီပေါ့ဗျာเนาะတော်တော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မန်စတီးတင်နိုင်ပွဲရခဲ့ပြီချန်ပီယံလိဝင်ခွင့်နေပါလေခဏဘေးဖယ်ထောင်းဗျာဒီလိုနိုင်ပွဲရနေတဲ့ရနေတဲ့အခိုက်အတန့်လေးကိုကျွန်တော်တို့ကျေနပ်စီရဗျာအဲ့တော့ရှေ့ပွဲတွေဘလောက်ပဲရှုံးခဲ့ရှုံးခဲ့ပေါ့ဗျာ ရှေဝဲဒီကောင်းလေးဘလောက်ပဲတလွဲတွေလုတ်ခဲလုတ်ခဲကျွန်တော်တို့ဒီလိုနိုင်ပွဲလေးရပြန်တော့လေကျွန်တော်တို့ဒီကောင်းလေးကချစ်မိသွားပြန်ရောဗျာเนาะရှေပွဲရတော့ကျွန်တော်ဆဲခဲ့တာဗောဗျာဒါပေမဲ့လေဒီလိုပွဲမျိုးမှာဒီလိုရလက်ထွက်လာတော့လေကျွန်တော်တို့ကြည့်မိပြန်ရောဗောဗျာတိရမှာဘလောက်ပဲရှုံရှုံစီတီပွဲလာရင်ဟိုမကြည့်ရမနေနိုင်တဲ့အတူတွေထဲမှာကျွန်တော်ပါတယ်ဗျာ တော့ကျွန်တော်တို့ Man City တင်းကလက်ရှိချိန်မှာဆိုလို့ရှိရင်ဒါ fight 2ဆိုတဲ့ရလက်နဲ့တူအနိုင်ရရှိခဲ့တယ်အထူးသဖြင့် Haaland မပါတဲ့ပွဲမှာငါးဂိုးတွင်းနိုင်တယ်ဆိုတာကြီးကတော်တော်ကြီးကိုကောင်းတယ်လို့ပြောလို့ရတယ်ဗျာအဲ့တော့ဘာလို့ငါးဂိုးတွင်းနိုင်ခဲ့လဲလို့တခွန်းမေးလိုက်တခွန်းနဲ့ဖြေလိုက်ဗျာ Kevin De Bruyne ကြောင့်ပဲဗျာအဲ့တော့ညကအကောင်းဆုံးကစားသမားက Kevin De Bruyne ပဲအဲ့တော့ကျွန်တော်တို့ပထမအဦးဆုံး2ဂိုးပေးလိုက်ရတယ်ဗျာအဲ့2ဂိုးကလည်းကျွန်တော်တို့ O'Reilly ဘက်ကပေါက်တယ်လို့ပြောလို့ရတယ်ဗျာ O'Reilly ကတော်တော်ကြီးကို အာကောင်းတဲ့အထက်မှာပါပါတယ်ဒါပေမဲ့ခန်းစစ်ပိုင်းမှာတော့အသွေးအကြုံကနည်းစကားပြောမယ်ထင်တယ်ဗျာဒီခန်းစစ်ပိုင်းလူကက်တာတွေအာပြောမှဆိုလူကျွန်းထောင်ချောက်ဖန်တာတွေပြီးရင်လူကက်တာတွေအဲ့ဒီနေရာမှာအိုရယ်လီကအနှဲငယ်အားနဲ့နေသေးတယ်ဗျာဒါပေမဲ့ဒီကောင်လေးကခုမှဆယ်ကျော်တက်ပဲရှိသေးရဲ့အတွက်ကျွန်တော်တို့အိုရယ်လီရဲ့အနာဂတ်ကတော့ကျွန်တော်တို့မန်စီတင်တို့ကတော့တော်တော်ကောင်းတယ်လို့ပြောလို့ရတယ်အဲ့တော့ ဘယ်နောက်ခံဘယ်နောက်ခံလူနေရာမှာဒါကဘာရီယောနဲ့အိုရယ်လီရှိနေတဲ့အတွက်ကျွန်တော်တို့ဘဒူပဲပွဲထွက်ပွဲထွက်ကျွန်တော်စိတ်ပူစရာမလိုတော့တဲ့အနေအထားတစ်ခုတော့ရောက်နေလို့ပြောလို့ရရပေါ့ဗျာပြီးတော့အိုရယ်လီနဲ့ဒီအမားရန်နေသူ့နည်းပြန်လဲတင်ယူပြီးတော့နောက်ပွဲတွေမှာပိုကောင်းလာမယ်လို့တော့ကျွန်တော်ယုံကြည်ရဗျအဲ့တော့ဒူးစည်းဆိုရရက်လက်ချိန်မှာကျွန်တော်တော်တော်ကြီးကိုစိတ်ပြတ်တော့ရပြလို့နော်တကယ်ဒူးစည်းဆိုတဲ့အာရလနဲ့ကျတို့ဥဆောင်ကိုပြေးလိုက်ရတယ်မှာတရီးစီတောင်ဖြစ်တော်မလို့တလုံးကကျတော့လူကျွန်သွားလို့ပေါ့ဗျာနော်လူမကျွန်ကျော်တရီးစီနဲ့အဲ့ဒါဆိုရင်တရီးကို ပြန်လာဖို့ခက်ခဲတော့မှာဗျာเนาะ3 zero ဆိုရဲ့လက်ကြီးကဟိုတော်တော်ကြီးခက်ခဲတော့မှာဒါပေမဲ့2 zero ပဲဖြစ်နေရတဲ့အတွက်ကျွန်တော်တို့ပြန်လာနိုင်ခဲ့တယ်အဲ့တော့ Kevin De Bruyne ကပဲကျွန်တော်တို့ဒါအတင်းကို carry ပေးထားပါဘောเนาะပထမဆုံးအတွင်းနေ free kick တစ်လုံးတွင်းနေ ်ပြီးတော့ကျွန်တော်တို့ဒီမာမိုးစ်တွင်းလို့ရအောင်ပေါ့နော်ဒါခေါင်းတိုက်ချပြလိုက်တယ်အဲ့မဲ့ဂန်ဒူကန်နဲ့ထိထွက်လားမထိထွက်လားကျွန်တော်မသိဘူးဗျဖူးမော့မှာကြည်လာတော့ကျွန်တော်တို့ဒါဂန်ဒူကန်အဆစ်ဆိုပြီးတော့ပေးထားတယ်ဗျာအဲ့တော့ဘာဖြစ်ဖြစ်အဲ့မဲ့ဟာမာမိုးစ်ကြီးကကျွန်တော်တို့တကိုးတွင်းနေအဲ့မဲ့တူးတူးဖြစ်တယ်အဲ့တော့3 2ဖြစ်စီမဲ့ဂိုးတော့ကျွန်တော်တို့ဒုတိယပိုင်းမှာအာကိုဘစစ်ကြီးကတွင်းပေးထားရပေါ့ဗျာကိုဘစစ်ကန်နဲ့အာပြီးလို့ရှိရင်တော့ဖိုးတူးဖြစ်စီမဲ့အလုံးရောကျွန်တော်အရာဆန်ရဲ့ပေပူမှုကနေတဆင့်ဒါမက်တီးကအတာလေးပဲကိုရမဟိုကကြော်ပြီးတော့ ဒါလိန်ခောက်ပြီးတော့တွင်းသွားခဲ့ပေါ့နော်။အော်ပြီးရင်တော့ငါးကိုမြောက်တွင်းကိုတော့ O'Reilly ကပဲတွင်းပြီးသွားခဲ့ပေါ့နော်။အော် Fight 2ဆိုရရလည်းနဲ့ပဲကျွန်တော်မက်ဆေ့ချ်အနိုင်ရခဲ့ပေါ့နော်။အဲ့တော့ဘာဖြစ်မက်ဒီးယားပထမဆုံးပွဲထွက်ခွင့်ရခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာသူအနေနဲ့ဂိုးတွင်းနိုင်ခဲ့တယ်။အဲ့လိုပဲအိုရိုင်လီယားလည်းသူ့ရဲ့ပထမဆုံးတွင်းကိုတွင်းပေးနိုင်ခဲ့တယ်။ဒါပရီးမီးယားလိတွင်းကိုတွေပေါ့နော်။အဲ့တော့ဒါတော်တော်ကြီးကိုကောင်းတဲ့အချက်လို့ပြောလို့ရတယ်ပေါ့နော်။ကျွန်တော်အနာဂတ်မှာဒီမန်စီးတီးလူငယ်ကစားသမားလေးရဲ့အနာဂတ်ကတော့တောက်ပနေလို့ပြောလို့ရတယ်။မက်ဒီးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကစားခွင့်ဟို ထိုက်တန်နဲ့ခြေစွမ်းမျိုးတို့မှရှိရဗျာဂွာရီယိုလာပေးမကစားလို့တာကျွန်တော်တို့ပြောရမယ်ဆိုအာရရင်အလုံးမဖြစ်တာလို့ပြောလို့ရရဗျာနောက်တစ်ခုကကျွန်တော်မန်စီးတင်းကတောင်ပန်ကစားသမိုင်းနဲ့အဆင်မပြေတာကိုကျွန်တော်မြင်တွေ့နေရဗျာဒီရီမှာရက်လက်တွေဆိုးရွားနေရတဲ့အဓိကအကြောင်းရင်းကကျွန်တော်တို့ဂွာရီယိုလာဒီတောင်ပန်ကစားသမိုင်းတွေကိုစပြီးတော့အသုံးပြလာရလို့ကျွန်တော်အနေနဲ့ခံစားမိရဗျာဒီလား တောင်မန်ကစားသမားနဲ့ကစားတော့ဘယ်လိုဖြစ်မလဲဂွာလီယိုလာဘောလုံးကင်ကစားတော့တောင်မန်ကစားသမားရဲ့အကြီးအသေးနဲ့ကျွန်တော်တို့ဘောလုံးကင်ကစားတဲ့ပုံစံနဲ့ကြတော့နည်းနည်းမအဆက်ဘူးလို့ကျွန်တော်နေနဲ့ခံစားရတယ်ဗျာဘာလို့လဲတော့မသိဘူးအဲ့အခုလို့ဒီလိုဒီလူကွင်းလေလူရေစုပြုံတက်လိုက်တော့ KDB လည်းအလုတ်ပြန်ဖြစ်လာတယ်ဗျာ အရင်တောင်ပင်ကစားသမားတွေနဲ့ KTB ခြေစိမ်းထိုးကြတော့တာခင်ဗျာကြည်ဟိုဘယ်လိုပြောတော်တော်ကြီးကိုထိုးကြတော့တာအခုတောင်ပင်ကစားသမားစစ်စစ်မဟုတ်တဲ့ကျွန်တော်ကွင်းလက်ကစားသမားကြီးစုပြုံလာတော့ KTB ခြေစွမ်းပြရောဗျာနော်ဒါကတော်တော်ကြီးကိုဘယ်လိုပြောမလဲတိုက်ဆိုင်မှုလားဒါမှမဟုတ်လို့ရှိရင် KTB ပဲဒီလိုတောင်ပင်ကစားသမားတွေနဲ့အလုံးမဖြစ်တာလားဒါမှမဟုတ်ရင် Guardiola ရဲ့ system ကြောင့်ပဲတောင်ပင်ကစားသမားတွေကအလုံးမဖြစ်တာလားတော့မသိဘူးဗောနော်အဲ့တော့ဘာဖြစ်ဒီဒိုကူတို့စာဗင်ညိုတို့မပါဘူးဗျာညာဆိုလို့ညာဆိုလို့ရှိရင်ဒါမက်ကဒီမက်ကဒီဆိုရင်တောင်ပင်ကစားသမားစစ်စစ်မဟုတ်ဘူးဗျာပြီးရင်ကျွန်တော်တို့မ မာမူရှမာမူရှကလည်းတောင်းမဲ့အဲမာမူရှတယောက်ပေါ့နော်ဒါပေမဲ့မာမူရှကတောင်းမဲ့ကစားသမားဆိုတဲ့သူတိုက်စစ်ကိုပဲပို့ပြီးတော့ဥတီပြီးကစားတဲ့သူဆိုတော့ဘာပဲဖြစ်ဒီလိုအတိုးလုံးနဲ့ဆိုတော့လေအဲ့တော့တောင်းမဲ့စစ်စစ်ကစားသမားဖြစ်တဲ့စာပင်ညိုတို့ဒိုကူတို့မပါရာကြီးကတော်တော်ကြီးကိုတိတာတော့ရယ်ဗျာဘာဖြစ်ကွင်းလေကိုလောကထိန်းချုပ်ပြီးတော့ကစားပြထားတော့ခဲ့တယ်ဒါ ဥဆောင်ကိုငကူပေးခဲ့ရပေမဲ့ဒါမန်စီးတင်းရပဲကစားကွက်ပိုင်းညာထိန်းချုပ်ပြီးတော့ကန်သွားတာဗျအရှင်းဆုံးပြန်ကွင်းလဲထိန်းချုပ်ထားတော့ KCB လဲကျွန်တော်တို့အခွင့်အရေးတွေပို့ရတယ်ဟောပြီးလို့ရှိရင်ကျွန်တော်တို့ဒီ အဲကျန်တဲ့ကစားသမားတွေလည်းလှုပ်လှုပ်ရှားရှားနဲ့ကစားနိုင်နေပေါ့နော်ကစားကွက်ပိုင်းတာနေကျွန်တော်တို့မန်စီတင်ကိုးရဖို့မခက်ခဲဘူးဗျာအဲ့တော့ခရစ်စတယ်ဘဲလေးကိုနိုင်တယ်လို့ဟိုပျော်နေလို့ပြောနေကြတဲ့ညီကိုရီကကျွန်တော်တို့မန်စီတင်ကတော်တော်ကြီးကိုရလက်တွေဆိုးရွားနေကြပြီဗျာအဲ့တော့ခရစ်စတယ်ဘဲလေးကိုနိုင်တာလဲနိုင်တာပေါ့ဗျာဟုတ်တယ်မလားဒီလိုတူးစည်းဆွဲရလက်နဲ့နိုင်တာပရီးမီးယားလိမှာဘယ်အတင်းမဆိုကျွန်တော်တို့မန်စီတင်နိုင်ဖို့ကမလွယ်ဘူးလေဗျာနော်နှစ်ကိုးပြက်ကြီးတောင်ကျွန်တော်ရှုံးနေထားတာဗျာအဲ့ဒါကိုနောက်ထပ်ငါးကိုးပြန်တွင်းဖို့ဆိုတာခင်ဗျာအဲ့လောက်လွယ်မနေဘူးဗျာဟုတ်တယ်မလား အဲ့တော့ဘာဖြစ်ဖြစ် Man City တင်းကစားအုပ်ကိုထိန်းချုပ်ထားရင်ကျွန်တော်ပို့ပြီးတော့အာဂိုကန်ဒရင်းကွင်းဖန်တီကွင်းနေရရဆိုတော့ကျွန်တော်ပို့တိလာရတယ်ဗျာအဲ့တော့ဒိုကူရိုဆာမင်ဂျီရိုမကောင်းပြောတာမဟုတ်ဒါပေမဲ့ဂွာရီယိုလာနဲ့တိတ်ပြီးတော့မအက်ဆက်ဘူးလို့ကျွန်တော်နေနဲ့ခံစားရတယ်ဗျာအဲ့တော့လာမယ့်နေရာဒီမှာဒီကွင်းလင်ကစားသမားတွေပဲတက်ခေါ်ပြီးတော့ဒါကစားကွက်ပိုင်းစိုးမှုစီမဲ့အာ ကစားမတက်တီရောက်လာရင်တော့ဂျွန်မန်စီနဲ့ပြန်ပြီးတော့အရင်လိုပြန်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဂွာရီလာလည်းအလိုပဲသွေးနေလောက်ပြီလို့ကျွန်တော်ထင်တယ်ပေါ့နော်။အဲ့တော့ဘာဖြစ်ဖြစ်ကျွန်တော်ဖိုက်တူးဆွေရလည်းနဲ့အနံ့ရယူနေကျွန်တော်မန်စီတင်ကတော့ချန်ပီယံလိဝင်ခွင့်အတွက်နောက်ထပ်ချီလန်းတလန်ထပ်တိုးနိုင်ခဲ့ပါရဲ့နော်။အားလုံးကျေးဇူးတင်ပါတယ်ဗျ။